ဟုတ်မင်္ဂလာပါရှင်။ကျမဒီကနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဖောက်ဝင်နေဆိုပြီးတော့တည်သွားတယ်အဖွားအိုတူရဲ့အကြောင်းလေးပေါ့နော်။အဲ့ဒီအဖွားအိုကတော့ဒီကျေးလက်ဒေတာမှာရှိတာပေါ့နော်။အဲ့ဒီအဖွားအိုရဲ့အနေထားကအသက်လဲကြီးပြီးတော့နာနာရှိယောဂါဖြစ်နေတဲ့အနေထားဖြစ်ပါတယ်။ကုံကုံပြောရရင်တော့အဖွားအိုကသူကိုယ်တိုင်လည်းအိယာတွေမှာလဲနေတယ်ဘာမှလည်းမလုံနိုင်တော့ဘူး။အညစ်အကြေးကိုလည်းကိုယ်တိုင် မစွန်ပြစ်နိုင်တော့ဘူးကိုယ်တိုင်လည်းမစားနိုင်တော့တဲ့အနေအထားဖြစ်ပါတယ်အနေအထားကတော့သားသမီးတွေကိုယ်တိုင်ကလည်းသူ့ကိုမကြည်ဖြူတော့ဘူးကြွေးလည်းမကြွေးချင်တော့ဘူးပေါ့နော်ဒါပေမဲ့အသက်အရွယ်ကြီးတဲ့သူတွေကတချို့ကြတော့ဝမ်းမီကောင်းတဲ့သူတွေကကြတော့အစားအသောက်ကိုသူကကောင်းကောင်းစားနိုင်တော့မဲပေါ့ဒါပေမဲ့သားသမီးတွေအနေနဲ့ကကြတော့သူတို့အစားအသောက်ကိုလည်းထပ်ပြီးတော့မကြွေးချင်တော့ဘူးအစားအသောက်ကြွေးလိုက်လို့ရှင်လေမစင်စွန့်တဲ့အခါကျတော့သူတို့အဲ့ဒီအညစ်ကြီးတွေကိုသူတို့ တန်ရှင်းရေလုံးမပေးချင်တော့ဘူးပေါ့အဲ့လိုအနေထားမျိုးဖြစ်တာပေါ့နော်အဲ့တော့အဖွားကိုသူတို့ကအစားတောက်ဝအောင်မကြွေးဘူးတကယ်လို့အစားတောက်တွေများများကြွေးလိုက်မယ်ဆိုရင်လေအဲ့မစင်တွေကိုသူတို့မရှင်းချင်တော့ဘူးပေါ့နော်အဲ့လိုအနေထားဖြစ်တယ်ပဝန်းကျင်ပေါ်ဒီအသိပညာမကြွေတဲ့ပဝန်းကျင်အနေနဲ့ကြတော့လေဒီအဖွားအစားတောက်တွေဒီလောက်ကြီးပေါ့နေမကောင်းမင်းနဲ့စားနေတယ်ဆိုတာဖောက်ဝင်နေဖောက်ဝင်နေတာဖြစ်မှာပဲဆိုပြီးတော့မှတ်ချက်တွေပေးကြတယ်ပေါ့တညကြတော့အဖွားကအစားတောက်မဝတော့သူ ညတကောင်ရန်ကြီးပေါ့နော်သူအရန်ဗိုက်စားတဲ့အခါကျတော့သူလမ်းမလျှောက်နိုင်ပေမဲ့လည်းဖန်တရွတ်တိုက်ဆွဲပြီးတော့သူမိဖို့ကြောင့်လည်းကိုသွားတယ်အဲ့ဒီမှာကြောင်ရင်ထဲမှာရှိတော့ငါးဟင်းကိုကြောင်ရင်ထဲမှာရှိတဲ့ငါးဟင်းကိုသူယူစားမယ်ဆိုပြီးတော့သူကြောင်အင်ကိုအားပြုပြီးတော့ထလိုက်တယ်ပေါ့အဲ့ဒီချိန်မှာသူ့သားတယောက်ကနိုးလာတယ်နားလာနိုးလာတဲ့အချိန်မှာသူကသူ့သားကိုမြင်လိုက်တဲ့အမေလို့ခေါ်လိုက်တဲ့အချိန်မှာသူ့သားကိုမြင်လိုက်တော့သူကအားဘယ်လိုလဲတားသမီးကိုအားကိုးတဲ့စိတ်နဲ့သူကြောင်အင်ကို ကင်တွေထားရတဲ့လက်တည်းအာအယမ်းထည့်ထားရတာဒါပေမဲ့တားကိုမြင်လိုက်တဲ့အခါကျတော့အာခိုးကျင်စိမ့်နဲ့လက်ကိုလှုပ်ချလိုက်တော့လဲကျသွားတယ်ပေါ့နော်အဲ့မှာသူတို့ကဘလို့ဖြစ်လဲဆိုတော့အဖွားကိုဖောက်ဝင်နေဆိုပြီးသူတို့ကတတ်မှတ်လိုက်ကြတယ်အဲ့ဒီမှာသူတို့ကဘယောဂဆရာကိုခေါ်ပြီးတော့သူ့အမေကိုဖောက်ဝင်တာကိုထုတ်ပေးပါဆိုပြီးသူတို့ကထုတ်ခိုင်းကြတယ်ဒါပေမဲ့အဖွားကဖောက်ဝင်တာမဟုတ်တဲ့အတွက်ဖောက်ကထွက်မသွားဘူးထွက်မသွားတော့ဒီဘယောဂဆရာကလည်းပေါ့နော်အဲသူကလည်း သူ့တိတ်ခါလည်းရှိသေးတဲ့ခါကျတော့ဒီဖုတ်ကတအားကြီးတယ်တအားကြီးတဲ့အတွက်အဖွားကတော့နောက်ဆုံးအဆင့်ဆေးကိုတိုက်မှရတော့မယ်ဆိုပြီးတော့သူ့သားသမီးတွေကိုခံဝင်ချက်ယူပြီးတော့သူကအဖွားကိုဆေးတစ်ခွက်တိုက်လိုက်တယ်အဲ့ဒီဆေးတစ်ခွက်ကြောင့်အဖွားဟာအလူးအလဲကိုဘလို့မှကိုမခံစားနိုင်တော့ဘဲနဲ့တေဆုံသွားရှာတယ်အဲ့ချိန်မှာပယောဂဆရာတော်သားသမီးတွေရောယုံကြည်တာကသူ့အမေတကယ်ကိုဖုတ်ထွက်သွားပြီလို့ယုံကြည်တယ် ဒါပေမဲ့အဲ့ဒီရွာကကျမ်းမာရေးဝန်ထဲတူကအလောင်းကိုမတင်ကားလို့စစ်ဆေးလိုက်တဲ့အခါကျတော့အဖွားကိုတိုက်လိုက်တဲ့စီဟာကြွက်သက်စီဖြစ်နေတယ်။ကြည့်နော်။ပါသမီဆိုးတွေဘလောက်ကြောက်စရာကောင်းလဲဆိုတာ။မိဘကိုပြန်တတ်တာ။တကယ်ဖုတ်ဝင်တဲ့ထားအောင်တော့တက်သည့်နားလေတဲ့လူနဲ့ပြသပြီးကုရမှာလေ။တက်ရောင်ကန်းနဲ့ကုတဲ့အခါကျတော့မသေးသင်ပဲသေးရတာပေါ့။အဲ့ဒီလိုဖြစ်ရက်တွေတော်တော်များများရှိတယ်။ဦးစင်းတို့ငငယ်တုန်းကလည်းပဲဦးစင်းတို့နားမှာ အမျိုးသမီးတယောက်မှတ်ဖျားတက်ပြီးတုံနေတာကိုပြော့ကြကဖုတ်ဝင်တယ်ဆိုပြီးတော့မျိုးလုံးထဲကိုငရုတ်ရည်တွေလောင်းထည့်ပါတယ်အဲ့ဒီလိုငရုတ်ရည်တွေလောင်းထည့်လိုက်တဲ့အခါမှာပို့ပြီးတော့ကရုံကရင်ဖြစ်တာပေါ့အဲ့ဒါကိုသူကဖုတ်ဝင်တာအမှန်ပဲဆိုပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းကိုငရုတ်စုံနဲ့ခပြင်းပြင်းထုလိုက်တဲ့အခါမှာအမျိုးသမီးဟာအိမ်နာမှာပဲတည်ဆုံးသွားပါတယ်အဲ့ဒီလိုအလုံးလေးအမှားမှားတွေဖြစ်ပြီးအသေးအင်ပဲတည်နေတာတွေတော်တော်များများရှိတယ်နော်ဒါကြောင့် ဖုတ်ဝင်တယ်ဆိုလို့ရှိရင်ဖုတ်ဝင်တယ်ထင်ရင်ပေါ့နော်တက်သည့်နားလေတဲ့လူနဲ့ပတ်ပြပြီးကိုပါအခုလိုတက်ရောင်ကန်းတွေမလုပ်ပါနဲ့တက်ရောင်ကန်းတွေလုံလိုက်တဲ့အခါမှာတိဆုံးသွားသူကမိဘဖြစ်နေမယ်ဆိုရင်မိမိရဲ့ပယောကကြောင့်တိဆုံးသွားတာဖြစ်တဲ့အတွက်မိမိမှာပင်စာနန္ဒရိယကံထိုက်တတ်ပါတယ်နော်ဒါကြောင့်အဲ့ဓာတွေကိုလည်းအထူးတတိထားပါလို့ဥစဉ်တတိပေးလို့ပါတယ်နော်